စစ်ကောင်စီကချက်ခိုင်ပြင်းနယ်မှာရှိတဲ့မြို့တွေကိုဇက်တိုက်ဆိုသလိုဘုံကျဲတိုက်ခိုက်နေတဲ့အခုလိုအချိန်မှာ အာရကတပ်တော် AA ကတော့အန်စီရမိထားတဲ့စစ်သုံးပန်း225ဦးကို ပြန်လွတ်ပေးလိုက်တယ်လို့သိရပါဗျ။အဆိုပါလွန်ငင်းကျန်းတာဝင်ပေးပွဲအကမ်းနာကိုမေလ16ရက်မနေ့ကနေ့တဲ့ပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးယခုဒီချိန်မှာ AA ရဲ့ဒုတိယအချိန်မြောက်လွတ်ပေးတဲ့အကမ်းနာလည်းဖြစ်ပါတယ်။အကမ်းနာမှာ အရကတတ်တော်တာဝန်ရှိသူတွေကအဖေစကားပြောကြခဲ့ပြီးအဲဒီနောက်စစ်သုံးမှန်တွေတွားလို့တဲ့မင်းပြမြို့နယ်တဲကနေရာတွေကိုကားတွေနဲ့လိုက်ပံပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ယခုပြန်လွတ်ပြခဲ့တဲ့စစ်သုံးမှန်တွေကမင်းပြမြို့မြို့သိန်းတိုက်ပွဲအတွင်းကန်စီတိန်တိန်ခံခဲ့ရတာဖြစ်ပြီးပြခဲ့တဲ့ April လ23ရက်တကြံအကြိုနေ့ကလည်းစစ်သုံးမှန်နဲ့မိသားစုဥယေစုစုပေါင်း190ကိုအေအေကပြန်လွတ်ပြခဲ့မှသိတယ်။ တစ်ကောင်စီကရခိုင်ကိုဘုံကျဲနေတာကြောင့်၃ရက်အတွင်းအရက်သား20ကျော်တေဆွန်းခဲ့ရကြောင်းနဲ့ယခုလိုအချိန်မှာအေအေကစစ်သုံးမှတ်တွေကိုပြန်လုတွေးတာအလွန်သဘောထားကြီးတဲ့လုပ်ရဖြစ်ကြောင်းရခိုင်လူ့ကွင်ကာဝယ်မြင့်တင်သူများအဖွဲ့တော်ကဦးမြတ်တွန်းကလည်းပြောဆိုထားပါတယ်။